ပရိသတ်ခိုင်မာရရှိထားတဲ့တယောက်ဆောင်နှန်းစုရဲ့ဒီဆိုရဲ့ချမ်းသာကြွယ်ဝမှုနဲ့လက်ရှိအခြေအနေတွေအားလုံးပဲမင်္ဂလာပါ MSN News Channel ကနေကြိုဆိုပါရစေ။နှန်းစုဒီဆိုကို1989ခုနှစ်စတေမာလဆက်ရှင်ဒီမှာရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီးမိဘတွေမှဥဆိုလင်းနဲ့ဒေါက်တင်နေဝင်းတို့ဖြစ်ပါတယ်။မြေစင်ကတကုံတဲ့ကြောင့်မှပညာသင်ယူခဲ့ပြီးစေဝါကျန့်ကျင်မှုတက်ကတော်တို့တရားရင်ရွေးချယ်ခဲ့တော်လဲ။ Biosoft ကောင်းရွှေကြောင့်ညမှာပါဝင်တယောက်ဆောင်ရင်တို့ပညာလောကတွေကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်နဲ့ဂီတအတူတူမစ္စတင်ကြော်ညာရီဟော့ရှော့အလန်စီယာစတဲ့ဇက်ကားချင်းနဲ့ကြော်ကြောင်းလာခဲ့ပြီးတော့နှင်းစီနဲ့ပွဲနဲ့ဂီတလောကမှာအောင်မြင်မှုရရှိခဲ့ပါတယ်။ရုပ်ရှင်ဂီတကြော်ညာနဲ့ fashion line တွေမှာငွေကိုရရှိပြီးလူငယ်ပရိသတ်တရားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။2025ခုနှစ်စောပိုင်းကချစ်တူလမ်းပိုင်းနဲ့လမ်းကွက်ခဲ့ပြီးတော့နောက်ပိုင်းမှာတရုတ်ဆောင်တော့ဘောအေတာရဲ့ဝင်ရောက်မှုကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုကိုကန့်ခဲ့ရပါတယ်။ မြန်မာပြည်ကြီးထဲမှာတချင်းနေတဲ့ပြည်သက်တွေကိုဆက်လက်ပြောပြနေပြီးကျောင်းသူကျောင်းပေါ်တွေမှာပအဝင်ပြောပြလျက်ရှိတဲ့အခြေရေးအစဉ်မပြေမှုတွေကိုရှင်းဆိုင်ခဲ့ရတော့လဲအခြေကိုမကြောက်ဘူးပြောဆိုကအကောင်းမြင်စိမ့်နဲ့ရှင်းဆက်လျက်ရှိပါတယ်။သူမရဲ့တချင်းနေနဲ့ပွင့်လင်းမြင်သားရဲ့ပြည်သက်ဆက်ဆံရေးကြောင့်လူကြိုက်များပြီး Facebook နဲ့ YouTube မှာတချင်းနေတင်တဲ့ကောင်ကြည့်ရှုသူတန်းနဲ့ကြည့်ရရှိခဲ့ပါတယ်။လက်ရှိမှာတချင်းကာလတွင်ခရီးသွားရေးစီစဉ်တာပြီးအမှုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ နန်းစွေရီဆိုရဲ့ကျန်းသာကျွဲဝမကသူမရဲ့ဥပညာဆိုင်စ조사မှုနဲ့ပြည်သက်တဲ့အပိမှုလို့ဆောင်ဖြစ်ပြီးလက်ရှိမှာစိတ်တဲ့ခိုင်မှာဆိုတဲ့ဥပညာလမ်းကြောင်းကိုဆက်လျှောက်လမ်းနေစေဖြစ်ပါတယ်။အစောင်းနေ့ကြည့်ရှုနာစဉ်ပြည်သက်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လုပ်ပေးကြပါရှင်။